ဆေးထိုးမှပြီးတော့ဆေးခဲပြေကျင်သူတွေဒီဗီဒီယိုကို ဝင်ကြည့်သွားကိုက ပဟုတုတနဲလို့ပဲဖြစ်ဖြစ်တခြားတငေချင်းတွေကမြောက်ပေးလို့ပဲဖြစ်ဖြစ်ကြီးချင်သောရှည်ချင်သောတစ်ခုတည်းနဲ့ဆေးတွေကိုထိုးခဲ့မယ်အဲ့ဒီအချိန်မှာဆေးအဲဆေးထိုးခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့အဲဆေးတွေခဲမယ်မောင်ယိုတွေအဖြုတ်ကွက်တွေထားလာတဲ့အထိပေါ့နော်ဆိုးကျိုးတွေပဲရရှိတာမို့အခု ီဗီကိုကြည့်နေတဲ့အကိုတွေတဲကအဲဆေးထိုးဖို့ကြံစီနေတယ်ဆိုရင်အဲလုံးဝလုံးဝဆေးမထိုးဖို့ခင်ဗျာရှုံချပါတယ်ဘာလို့လဲဆိုတော့ဆေးထိုးလိုက်လို့ထိုးလိုက်တဲ့သူတိုင်းအဆင်ပြေတယ်ဆိုတာတယောက်မှမရှိဘူးအဲ့ဒါကြောင့်မလို့ဆေးထိုးဖို့ကိုမတိုက်တွန်းဘူးเนาะဒါနဲ့ ကိုကဆေးထိုးလိုက်ပြီးပြီးအဲဆေးခဲတာကိုမကုတာဘူးဆိုလို့ရှိရင်ဝင်နဲ့တိုင်ပင်မှု ရှက်နေမယ်ဆိုလို့ရှိရင်နောက်ဆက်တွဲအနေနဲ့ကိုဆိုးကျိုးတွေကတော့အိမ်တော်ရေးအဆင်မပြေဖြစ်မယ်ကိုကိုကိုယုံကြည်မှုတွေကင်းမဲ့မယ်အဲနောက်ဆုံးမျိုးသမီးနဲ့လိန်ဆက်ဆံတဲ့အချိန်မှာကိုကမျိုးသမီးကိုစွမ်းဆောင်ရည်အပြည့်အဝမပေးနိုင်ဘူးဆိုလို့ရှိရင်အမျိုးသမီးမှာအဲနောက်ထပ် ဖောက်ပြန်တာမျိုးတွေထိအောင်ဖြစ်တတ်တယ်เนาะအဲ့ဒါကြောင့်မလို့အိမ်တော်ရေးဒုက္ခကိုပြေဝါဖို့ကုညီတဲ့အနေနဲ့အဲခင်လေးတို့ကဒီအညာမောင်ကိုရောင်းပေးတာပဲဖြစ်တယ်။ငွေတဲ့တလနုံကပေါ့နော်။ခင်လေးစီကနေပြီးတော့အညာမောင်မစီမန်တပူးကိုအဲအားပေးသွားတာ သူဆေးခဲနေလို့ဆိုပြီးတော့အားပေးသွားတယ်။တပူးကို နှစ်ယောက်သုံးတာပေါ့နော်နှစ်ယောက်သုံးတယ်အဲညီကိုနှစ်ယောက်ဒီဆေးရလဲ၄000နီးပါးဆိုတော့အဲနယ်ဘက်ကဆိုတော့ပတ်စံရမ်းမတက်နိုင်တာပေါ့နော်နှစ်ယောက်ခွဲသုံးတယ်အဲနှစ်ယောက်ခွဲသုံးတော့တယောက်15ရက်စီပေါ့နော်အဲ15ရက်ပြည့်တဲ့အခါမှာဆေးခဲတွေလုံးဝပြည့်ပြီးတော့အဲထပ်ပြီးတော့အပြင်းပြောက်ချင်တဲ့အတွက်နောက်ထပ်တယောက်တဘူးစီဝယ်သွားပါတယ်အဲအဲ့ဒါကြောင့်မလို့ ကိုကတဘာဝဘေးရဆိုးကျိုးနည်းနည်းနဲ့တဘာဝအတိုင်းဆေးခဲပြေပြီးတော့လုံးဘက်ဖွင့်ထားခြင်းနဲ့เนาะအဲ့ဒါဆိုလို့ရှိရင်နှလုံးကြိုင်တားမနိုင်တဲ့ပေါင်းဆက်ထားတဲ့အညာမောင်ရဲ့မက်ဆီမန်ဝိုင်းလေးကိုတုံးပေးပါလို့ခင်လေးက recommend ပေးပါတယ်ရှင်